အားလုံးပဲမင်္ဂလာပါဆိုင်းတဲ့တည်ထဏမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်တံပြီးလို့ဖန်ပြတော့ချင်းမီနယ်ဖလန်းမြို့နယ်ကဝေဘူးလာမြို့ကိုစစ်ရကပြပြီးထိန်းချုပ်လိုက်ပြီးဟုကြိုဆိုတင်ပြလာတဲ့ရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဖန်မှာကြိုဆိုကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုတင်ပြနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းတဲ့တည်ထဏမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မဆုံးတရင်တပုတ်နေနဲ့ချင်းမီနယ်မှာတမတော်ကဒါအကြမ်းမဲ့အုပ်စုတွေထိချုပ်ထားတဲ့မျိုးများတဲ့ကမျိုးတမျိုးကိုပြန်ပြီးတော့ထိချုပ်နိုင်ပြီဖြစ်ပါတယ်အဲ့မျိုးကတော့ဖလန်းမျိုးနဲ့ဝေဘူးလားမျိုးဖြစ်ပါတယ်ဝေဘူးလားမျိုးကိုအကြမ်းမဲ့အုပ်စုတွေကပြီးခဲ့တဲ့ကာလတွေမှာထိချုပ်ထားပါတယ်ဒီဝေဘူးလားမျိုးကိုတမတော်ကပြန်ပြီးထိချုပ်နိုင်ဖို့အတွက်စစ်ကြောင်း၃ကြောင်းနဲ့ပြန်ပြီးတော့ကျွန်တော်တို့ထိုးစစ်ဆင်ပြန်ပြီးတော့ထိချုပ်ခဲ့တာဖြစ်ပါတယ် ီမြို့ရဲ့ဒီနေရာကဖလန်းမြို့နဲ့ဖလန်းမြို့နယ်တဲကပါတဲ့မြို့တစ်မြို့ဖြစ်တော်လဲပဲသူကကလေးမြို့နဲ့ဆိုရင်၁၆မိုင်ခန့်အကွာမှာတည်ရှိတယ်ဖလန်းမြို့နဲ့ဆိုရင်၄၂မိုင်၄၂မိုင်ခန့်အကွာမှာတည်ရှိပါတယ်တနည်းအားဖြင့်ကလေးနှချောင်းဖလန်းဆက်သွယ်ရေးလမ်းမကြီးပေါ်မှာတည်ရှိတဲ့မြို့ငယ်လေးတစ်ခုဖြစ်ပါတယ်မြို့ငယ်လေးဆိုတော့လဲပဲစေရေးရအရန်ကိုအရေးပါပါတယ်ဒီလမ်းကြောင်းကနေတစ်ဆင့်ကျွန်တော်တို့ဒါအိန္ဒိယမြန်မာနယ်စပ်ထိပေါက်တဲ့လမ်းမကြီးဖြစ်ပါတယ်စေရေးအရန်အေးပါတယ်ပြီးရင်တော့ကျွန်တော်တို့မကူတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ချိတ်ဆက်ထားတဲ့လမ်းမိုက်ပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်ဒီမြို့ကိုတက်မတော်ကပြန်ပြီးတော့ထိချုပ်နိုင်သွားပြီဖြစ်ပါတယ် အလားတူပါပဲအကြမ်းအုပ်စုတွေကဒါဖလန်းမြုပ်ကိုလည်းထိချုပ်ထားပါတယ်အကြမ်းအုပ်စုတွေကဖလန်းမြုပ်ကို2025ခုနှစ်ဧပြီလ9ရက်နေ့မှာထိချုပ်နိုင်ခဲ့ပါတယ်ဖလန်းမြုပ်ကိုအကြမ်းအုပ်စုတွေက9လကျော်တိုက်ခတ်ပြီးမှထိချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဖလန်းမြုပ်နယ်ထဲမှာအရေးပါတဲ့ recorder မြုပ်ပါ recorder မြုပ်ကို2023ခုနှစ်နိုဝင်ဘာလမှာအကြမ်းမလန်းနိုင်ငံဖွဲ့တွေကထိချုပ်ထားတာဖြစ်ပါတယ် recorder မြုပ်ကအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိပြီးတော့ကုန်သွယ်ရေးမြို့တစ်ခုဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဖလန်းမြုပ်နယ်မိုင်း90မိုင်း90ကျော်ခန့်အကွာမှာတည်ရှိတယ်တိတိမြုပ်နယ်မိုင်း20ကျော်ခန့်အကွာမှာတည်ရှိပါတယ်တမလို့ကတော့လက်ရှိ ဒီဖလန်းမြို့နယ်တွေကအရေးပါတဲ့လမ်းမိုက်တွေကိုထိန်းချုပ်ဖို့အတွက်စစ်စင်ရေးဆောင်နေတာတွေ့ရပါတယ်။လက်ရှိဒီတပ်မတော်ဆက်ကြောင်းဆက်ကြောင်းတွေကဝေဘူးလောင်းမြို့ကိုထိန်းချုပ်သွားပြီးတဲ့နောက်ပိုင်းမှာဆက်ပြီးတော့ကျွန်တော်တို့ဖလန်းမြို့ကိုဆက်ပြီးတော့ဆက်ကြောင်းထိုးမလားဆိုတာလေးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလေ။ဖလာမြို့ကချင်းမီနယ်မှာကျွန်တော်တို့လေငွေတည်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။ဆေးရအရန်ကိုအရေးပါတဲ့မြို့ဖြစ်ပါတယ်။မြို့ဖြစ်ပါတယ်။အဲ့တော့တနည်းအားဖြင့်အကြမ်းအုပ်စုတွေထိချုပ်ထားတဲ့ချင်းမီနယ်အတွင်းမှာအကြမ်းအုပ်စုတွေထိချုပ်ထားတဲ့မြို့တစ်မြို့ကိုတော့တပ်မတော်ကပြန်ပြီးတော့ထိချုပ်နိုင်သွားပြီဖြစ်ပါတယ်။အကြမ်းအုပ်စုတွေရဲ့သူတို့ရဲ့ဒီ Facebook Facebook စာမျက်နှာတွေမှာရေးသားဖော်ပြချက်ရအောင်ဆိုရင်တော့ တပ်မတော်ကဝေဝူလာမြို့ကိုရရှိဖို့အတွက်အင်းအား600ကနေပြီးတော့800အတွက်အသုံးပြုပြီးတော့တိုက်ခတ်ခဲ့တာထိုးစစ်ဆင်ခဲ့တာတိုက်ခတ်ခဲ့တာဖြစ်တယ်လို့အကြမ်းမတ်မီဒီယာတွေမှာတော့ရေးသားထားပါတယ်တိုက်ခတ်တဲ့ကောင်မှစစ်ကြောင်း၃ကြောင်းနဲ့တိုက်တယ်ပထမတစ်ကြောင်းကတော့ကျွန်တော်တို့ကလေးနဲ့ကလေးနဲ့ဂံကောကြားကနေပြီးတော့အခြေပြုပြီးတော့တစ်ကြောင်းတက်တယ်နောက်ထပ်စစ်ကြောင်း၃ကြောင်းကတော့ကလေးကလေးမြို့နယ်ကလေးမြို့မှာတရှိတဲ့ကလေး GDC အနည်းမှာအခြေပြုပြီးတော့စစ်ကြောင်း၃ကြောင်းနဲ့ခြေတက်တယ်လို့ပြောပါတယ်လက်ရှိတော့တပ်မတော်စစ်ကြောင်း၃ကြောင်းကဝေဘူလာမြို့မှာ 敖松米了，维吾尔米果，龙总甜酒大米了，千米亚你嘛来发表他，对阿不嘞？大家到千米的，边嘛，怎么搞？不嘛松。 ထိန်းချုပ်သိမ်းပိုက်နိုင်ငံတွေမျိုးလည်းဖြစ်ပါတယ်ဒီမျိုးကတော့ဝေဖူလာမျိုးပါစည်ရေးနိုင်ငံရအရန်ကိုအရှိပါပါတယ်တနည်းအားဖြင့်ကျတော့ကလေးမျိုးနဲ့ဆိုရင်တော့စစ်တောက်မိုင်ကအကွာမှာတည်ရှိတယ်ဖလန်းမျိုးနဲ့ဆိုတော့၄၂မိုင်အကွာမှာတည်ရှိပါတယ်ကလေးနှစ်ချောင်းဖလန်းဆက်သွေးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်ဒါကျွန်တော်တို့ဖလန်းမျိုးရဲ့အခြေအနေနဲ့ပတ်သက်ရင်ဖလန်းမျိုးကစည်ရေးနိုင်ငံရအရန်ကိုအရေးပါပါတယ်တစ်ဖက်မှာကျွန်တော်တို့ရီကော်ဒါမျိုးရီကော်ဒါမျိုးကဒါကျွန်တော်တို့အိန္ဒိယမြန်မာကုန်သွယ်ရေးမျိုးတစ်ခုဖြစ်ပါတယ်ဒီမျိုးကိုလည်းအကြမ်းအုပ်စုတွေထိန်းချုပ်ထားတယ်ပြီးရင်ကျွန်တော်တို့ဖလန်းမျိုးအောက်မှာကျွန်တော်တို့ဒါဆက်ဆက်တဲ့မျိုးတွေကိုလည်းအကြမ်းအုပ်စုတွေထိန်းချုပ်ထားပါတယ်အော်တက်မလို့ကတော့ကျွန်တော်တို့ချင်းပြည်နယ်မှာ ပထမဆုံးကျွန်တော်တို့အောင်မြင်ကိုနေလိုက်ပြီဖြစ်ပါတယ်။အလားတူပါပဲကျွန်တော်အခြားသောဧရိယာတွေမှာလည်းတပ်တော်ကထိုးစစ်ဆင်လည်းရှိပါတယ်။ဒီဧရိယာတော့ကျွန်တော်တို့အသေးစိတ်ထုတ်ပြီးတော့မပြောသေးပါဘူး။နောက်ထပ်ဒီမိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ရှမ်းပြည်နယ်ဧတာယာမြို့မှာဧတာယာမြို့မှာလွတ်တော်ကိုယ်စားလှယ်လောင်းပါဗျာ။လွတ်တော်ကိုယ်စားလှယ်လောင်းတူရဲ့လွတ်တော်ကိုယ်စားကိုယ်စားလှယ်လောင်းရဲ့လက်ချက်ကြောင့်အမျိုးသားတူပေးဆုံးခဲ့ရပါတယ်။အဲ့တော့တိုင်းမျိုးကိုချစ်ပါတယ်ကိုဒေတာရဲ့ကောင်းကျိုးကိုလုပ်ပါမယ်ဆိုတဲ့ပုံကိုယ်တွေရဲ့လက်ချက်နဲ့ကျွန်တော်ပြည်သူတွေပေးဆုံးခဲ့ရတဲ့ဖြစ်စဉ်ပါဖြစ်စဉ်ကိုတင်ပြပါမယ်ဘုံမာလာ၄ရက်နေ့ည၈:၃၀မိနစ်ချိန်ကရှမ်းပြည်နယ်ဧတာယာမြို့ရက်ွက်၁နယ်မြေ၂အကွက်ကြီး၈၀ အိမ်မက်40နှစ်နေရင်ရှင်းလမ်းမပေါ်မှာနေရင်ရှင်းလမ်းမပေါ်မှာဒီဒဇောင်းတိုင်းလာပြညကကြက်ခိုးရကနေပြီးတော့အိမ်ရှင်းရိုင်းတဲ့မှုကြောင့်အမျိုးသားတယောက်နှစ်ဖူးမှကျွန်တော်တို့ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့်ကွယ်လွန်ခဲ့ပါတယ်ရိုင်းတဲ့ခန့်လုံးတည်ဆုံးသွားတဲ့အမျိုးသားကလော်တာခစိုင်းထွန်းစာဖြစ်ပါတယ်သူကတော့ရိုင်းတဲ့ခန့်အန်းတာဖြစ်ပါတယ်လော်တာခစိုင်းထွန်းစာတည်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒါလူမျိုးတစ်ဖုတ်အနေကစုံစမ်းစစ်ဆေးမေးမြန်းတဲ့အခါမှာမေးမြန်းတဲ့အခါမှာအိမ်မှရဖြစ်တဲ့ဦးဆိုင်ရွှေတီဦးဆိုင်ရွှေတီရဲ့အိမ်နဲ့ခုနက ရိုက်ခံလို့တည်သွားတဲ့သူရဲ့အင်အားချန်ကြီးကက်ရက်ဦးဆိုင်ရွှေတီရဲ့ဦးဆိုင်ရွှေတီနဲ့ခုနကရိုင်းတက်ခံတဲ့အင်အားချန်ကြီးကက်ရက်ဖြစ်တယ်ဦးဆိုင်ရွှေတီရဲ့ချက်တွေကဦးဆိုင်ရွှေတီရဲ့ချန်ထဲမှာမကြီးမရှိတယ်အဲ့ဒီမကြီးမပေါ်မှာညာဘက်သူချက်တွေကတက်တက်အိတ်တယ်အဲ့ဒီချက်ကိုတခိုးကြီးညဖြစ်တဲ့ဇောင်းတိုင်းလာပြညမှာအိမ်ဘေးနာအိမ်ကဝင်ခိုးတယ်ပေါ့ဗျာတက်ခိုးတယ်ပေါ့ကျွန်တော်တို့ဒီမြန်မာဒလိပေါ့ဗျာဒါလည်းခိုးရတာပါပဲကျွန်တော်တို့ငယ်တုန်းကဆိုဘလောက်ဆိုလဲဆိုရင်အဲ့ဒီအိမ်နာကြောင်းအိမ်နာတွေကအုပ်စုလိုက်ငုတ်ချုပ်ပြီးတော့အချားနေတော့ပုံထားတာအဲ့လိုတွေလုပ်တယ်ကြက်တွေခိုးစားကြတယ် ဟိုဒါကလည်းကျွန်တော်တို့ချစ်စဝက် delay ပါပဲ။ဘာကြောင့်လဲဆိုတော့ဟိုတိတ်ပြီးတော့လူထိခိုက်ထိခိုက်မှုဖြစ်အောင်တော့လုပ်ခဲ့တာတော့မဟုတ်ပါဘူး။ဟိုကျွန်တော်အပျော်ပေါ့ဗျအပျော်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 လုံးကြတာပေါ့။ဒါကျွန်တော်တို့ရက် delay ရွာ delay မှာရှိပါတယ်။ရက် delay ရွာ delay မှာရှိပါတယ်။အော်ဒီအမျိုးသားကလည်းဒီဦးစိုင်းရွှေဒီရဲ့နေအိမ်မကြီးပင်ပေါ်မှာရှိတဲ့အချက်ကိုအိတ်တန်းဝင်နေတဲ့အချက်ကိုခိုးတာတက်ယူတယ်ပေါ့ဗျ။ယူတဲ့အခါမှာဦးစိုင်းရွှေဒီနဲ့သူ့ရဲ့တားဖြစ်သူစိုင်းစိုင်းစိုင်းကျော်စုံမိုးသူတို့ကဒုတ်တင်တော့ဝိုင်းလိုက်တယ်ဗျာဒုတ်တင်တော့ဝိုင်းလိုက်တယ်ဒုတ်တင်တော့ဝိုင်းလိုက်တော့ချက်ခိုးတဲ့ချက်ခိုးတဲ့ ကြက်ခိုးတဲ့ခုနကအင်ဘီနာအမျိုးသားကဝက်ဖန်တစ်ဖူးသွေးထွက်ပေါက်ပြဲတန်ရာတွေရာဖန်တစ်ဖူးပြင်ပေါက်ပြဲတန်ရာတွေပြီးကျွန်တော်ခြေတစ်လုံးမှညိုခြေတကောလုံးကတကောလုံးပြကျွန်တော်ဒုတ်တွေနဲ့ရိုက်ရိုက်နှက်ထားတာအဲ့ဒုတ်တန်ရာကြောင့်ပဲတည်ဆုံးသွားတယ်တည်ဆုံးသွားတယ်အဲ့ဒါကြောင့်မကျွန်တော်တို့ဒီခုနကဦးဆိုင်ရွှေတီးနဲ့၎င်းရဲ့သားဖြစ်တဲ့သူဆိုင်ကျော်စိုးမိုးနှစ်ဦးကိုဒါဖမ်းဆီးလိုက်တယ်ဖမ်းဆီးလိုက်တယ်ကျွန်တော်အဲ့ဒီရဲ့ဒီလက်တယ်ပေါ့ဗျာကျွန်တော်အဲ့ဒီလောကဘယ်သူလဲပေါ့ဘယ်သူလဲလို့ကျွန်တော်တို့ဟိုဒေတာကန်ကိုမေးတဲ့အခါမှာအဲ့ဒီဦးဆိုင်ရွှေတီးရဲ့မှတ်ပုံနံပါတ်က73မြင်းဆောင်ကာလာနာနိုင် 33349နဲ့ဖြစ်တယ်။သူကပြည်သူ့ရှေ့ဆောင်ပါတီရဲ့ပြည်နယ်အမှတ်လောင်းလေးဖြစ်တယ်ပေါ့။ကျွန်တော်ကဒီမှာကျွန်တော်တို့ကဒီဒီဟာကကျွန်တော်တို့အခြားပါတီလုံးလဲအခြားပါတီက60လောင်းလို့ကျွန်တော်ပြောမှာ။လက်ရှိလက်ရှိကျွန်တော်တို့ဒါကိုတိလက်ရောက်ကျူးလို့နဲ့သူ့လက်နဲ့ပဲတည်ဆုံသွားတယ်ဗျာ။အဲ့ဒီကိုစလေရဲ့လက်ချက်ကြောင့်တည်သွားခဲ့တာ။တည်သွားခဲ့တာ။အဲ့ဒီကိုစလေကပြည်သူ့ရှေ့ဆောင်ပါတီကပါတီကကိုစလေဖြစ်တယ်။သူကတောင်ချင်းမျိုးရဲ့တောင်ချင်းမျိုးရဲ့ကျွန်တော်တို့ဒီပြည်နယ်လွတ်တော်ပေါ့။ပြည်နယ်လွတ်တော်ဝင်ရောက်ရှင်နိုင်မဲ့သူဖြစ်တယ်။ဒီနေ့အပြင်ကျွန်တော်ရှမ်းပြည်နယ်လွတ်တော်အချိုးချ ကိုစားပြုစနစ်မဲဆန္ဒနဲ့အမှတ်၁အမှတ်၁ကနေဝင်ရောက်ရှေ့မြိုင်မှာဖြစ်ပါတယ်နာမည်ကဦးဆိုင်ရွှေတီအမှတ်က73ပြည်ဆောင်ကလာနာ9 3933 3349ကိုစားပြုပါတီကပြည်သူ့ရှေ့ဆောင်ပါတီဒါဒီမှာဒီမှာဒါဒါအဲ့ဒီပါတီကကိုစီလဲပေါ့ဗျာသူ့ရဲ့လက်ချက်နဲ့ကျွန်တော်တို့ခုနကြက်ခိုးတဲ့အမျိုးသားတယောက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်သူနဲ့သူ့ရဲ့သားပေါ့ဗျာသူနဲ့သူ့ရဲ့သားတို့ရဲ့လက်ချက်နဲ့တည်ဆုံးခဲ့ရတာလက်ရှိတော့အဲ့ဒီအရလို့ဖမ်းလာတယ်အဲ့တော့ကျွန်တော်တို့အဲသူတို့ကကျွန်တော်တိုင်းပြည်တိဆောက်ရေးတွေတောင်းရောက်သဘောထားကြီးကြပါအငင်းငယ်ရအရေးကြီးတယ်လားပြောတာ သူတို့သူညာကြက်လေးလက်တကောင်လဲပါတော့မယ်လဲဆိုတော့ဒုံးနဲ့နှစ်ယောက်ဝိုင်းရလဲကြတာကြက်ကြက်ခိုးတဲ့လူပြေးသွားတယ်ကြက်တကောင်တန်ဖိုးလောက်ရှိမှာလဲခင်ဗျာကြက်တပိတ်တာဗျာထားပါစို့ခင်ဗျာအဲ့ဒီဒေတာ3000ခွဲပေါ့ထားပါစို့3000ခွဲ4000ပေါ့ဗျာဘယ်လောက်ပဲရှိမှာပါ3000ခွဲပေါ့ဗျာကြက်တပိတ်တာ3000ခွဲဘယ်လောက်အရေးကြီးလို့လဲဗျာဒါကျွန်တော်တို့ဟိုစီဝါပြအောင်ခိုးတာလည်းမဟုတ်ဘူးမိမိရဲ့အိမ်ဒုက္ခရောက်အောင်လုပ်တာလည်းမဟုတ်ဘူးအိန္ဒိနာချင်းဆိုတော့ဗျာဒီလိုလိုအပြော်အပြက်လုပ်တာလည်းဖြစ်ဖြစ်မှာပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့အဲ့ဒီဖြစ်စမှာဒီအိမ်မိုင်းရှင်ရဲ့လက်ချက်တနည်းအားဖြင့် တနည်းအားဖြင့်ကျွန်တော်တို့တောင်ကြီးရဲ့တောင်ကြီးမဲဆန္ဒနဲ့အမှတ်၁ကဝင်ရောက်ရှင်းပြိုင်မဲ့ပြည်သူ့လုံးပါတီရဲ့ကုစရဲလောင်းရဲ့လက်ချက်နဲ့အမျိုးသားတယောက်ပြေဆုံးခဲ့ရပါတယ်ပြေဆုံးခဲ့ရပါတယ်ရုပ်သေးကမှဒဏ်ရာပေါင်းများစွာနဲ့ပြေဆုံးခဲ့ရတာဖြစ်ပါတယ်နောက်ထပ်ဒီမို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရန်ကုန်တိုင်းစာကြီးအမျိုးသားလွတ်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်၁ FPDP မဲဆန္ဒနဲ့အမှတ်၁ကနဲ့ဝင်ရောက်ရှင်းပြိုင်မဲ့လေဘာပါတီကိုစားပြုလွတ်တော်ကုစရဲလောင်းဦးကျော်သူရခမမအာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါရုပ်ောက်ပွဲကော်မရှင်ကနေပြီးတော့ပြန်ပြီးတော့ဖြေကြားလာတဲ့အခြေအနေကိုတင်ပြပါမယ် ီ Labor Party ကလွတ်တော်ကိုယ်စားလှယ်လောင်းပေါ့ဦးကျော်သူရဦးကျော်သူရက2021ခုနှစ်2021ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့ကဒါသူကဒီမှာဒါသူ့ရဲ့သူ့ရဲ့ Facebook အကောင့်က post လေးပေါ့ post လေးအဲ့တော့ဒါလည်းပတ်သက်ပြီးတော့သူကလွတ်တော်ကိုယ်စားလှယ်လောင်းဝင်လျှောက်တာတော့မှာဗျာသူဒီ post ကိုသူဖြတ်မထားဘူးတော်တော်လေးကိုသူအမြတ်တနိုးအမြတ်တနိုးတံမိုးထားနေပုံရပါတယ်ကျွန်တော်တို့ဆိုလဲကျွန်တော်တို့ဘုရားမှာအမတ်တရားနေပတ်သက်ပြီးတော့ကျွန်တော်အမြဲတမ်းသိထားကြပါတယ်ကျွန်တော်တို့ဘုရားမှာအမတ်တရားကြီးကျွန်တော်ဆိုရင်ဘယ်လောက်အမတ်တရားရှိလဲဆိုရင်အဲကျွန်တော်နောင်ချိုမြို့မှာအောင်ချိုမြို့ကိုတက်မတော်ကပြန်ပြီးတော့ ါတိမ့်ပိုက်လိုက်တိမ့်ပိုက်လိုက်ပြီးရနောက်ပိုင်းမှာကျွန်တော်ဒီအမတ်တရအနေနဲ့လက်မှတ်ကိုင် TNL အဖွဲ့ရဲ့ခေါင်းဆောင်အဖွဲ့အသုံးပြုတဲ့စောင်းနဲ့ကျွန်တော်ကြီကအုပ်ထုတ်ပေါ့ကြီကအုပ်ထုတ်ကိုကြီကအုပ်ထုတ်ကျွန်တော်လက်ဆောင်ရခဲ့တယ်ပေါ့အဲ့မှာရှိတဲ့ကျွန်တော်ရဲ့ဒီမြေပြင်မှာရှိတဲ့ဒီတနည်းပြပြကျွန်တော်တို့ကျွန်တော်တို့ရဲ့မိတ်ဆွေကြီးပေါ့ဗျာမိတ်ဆွေကြီးကျွန်တော်လက်မှတ်လက်မှတ်ထိုးပြီးတော့ကျွန်တော်တောင်းလာခဲ့တာတောင်းလာခဲ့တာပေါ့ဗျာ ဒါကျွန်တော်အမှတ်တရပဲကျွန်တော်ရဲ့အမှတ်တရပါကြောင့်လဲဆိုတော့ဒီတက်မတော်ကနောက်ချုံမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလာမှာကျွန်တော်ရခဲ့တဲ့အမှတ်တရပဲကျွန်တော်ပြောရတယ်အကိုကြီးတို့ကျွန်တော်ဘာမှကျွန်တော်ဟိုအမှတ်တရပေးမနေနဲ့လို့ကျွန်တော်ဒီအချမ်းဘတ်အုပ်စုပလောင်ရဲ့ကျွန်တော်ဗျာជីကအုပ်ထုံးနဲ့သူတို့စောင်းတဲ့အုပ်ထုံးရရင်ရပြီလို့အဲ့တော့အဲ့မှာချက်ကျွန်တော်ရဲ့အကိုကြီးရတယ်လက်မှတ်လေးထိုးပစ်လိုက်တယ်နောက်ချုံမျိုးသိအမှတ်တရဆိုပြီးတော့နောက်ချုံမျိုးသိအမှတ်တရဆိုပြီးတော့ TNL ရဲ့အုပ်ထုံးမှာရေးခဲ့တယ်ကျွန်တော်အဲ့ဒီဟာလေးကိုကျွန်တော်ကျွန်တော်ရှိတဲ့ကျွန်တော်ရှိတဲ့ရုံးမှာကျွန်တော်တင်ထားဆဲပဲဒါကျွန်တော်အမှတ်တရပဲဒါတစ်ချိန်မှာကျွန်တော်တို့ဒါကဒါကကျွန်တော်တို့နိုင်ငံတော်လည်းတမှုမဖြစ်နိုင်ဘူးကျွန်တော်ဘဝတော်လည်းတမှုမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီတက်ဘရိုကနောက်ချုံမျိုးကိုပြန်ပြီးထိဆုပ်ခြင်းကာလမှာ ထိန်းချုပ်စဉ်ကာလမှာရရှိခဲ့တဲ့ကျွန်တော်အမှတ်တရပဲအဲ့လိုပဲဒီကျော်သူရပေါ့ကျော်သူရကဒီမှာသူကလည်းဒီလားဒီဒီတိုင်းပြည်တိုက်ဖြတ်ပြည်ဖြတ်လုပ်ငန်းမှာသူတို့ကဒါအမှတ်တရရှိကောင်းရှိနေပါလိမ့်မယ်ဒါကြောင့်သူမဖြတ်ဒီဒီ post ကိုမဖြတ်တာလေးဖြစ်ပါလိမ့်မယ်ဟောဒါတော့ကျွန်တော်အကြမ်းမအားပေး post ပေါ့ဗျာခင်ဗျားတို့ခင်ဗျားတို့သိလားအဲ့ဒီလူနဲ့ပတ်သက်ပြီးတော့ဒီကောက်ပွဲကော်မရှင်ရဲ့ရှင်းလင်းချက်ကိုတင်ပြပါမယ်ရောင်းလဲတရားကြီးအမျိုးသားလွတ်တော် FDP မဲဆန္ဒနဲ့အမှတ်တရတွင်ဝင်ရောက်ရှင်းပြမိ Labor Party ကိုစားပြုတ်လွတ်တော်ကိုစားတဲ့လောင်းဦးကျော်သူရခ မမတ်အာနီစူရာမန်နဲ့ပတ်သက်ပြီးတော့သတင်းဖော်ပြချက်များအရာကော်မရှင်ကသိရှိရပါတယ်ကော်မရှင်နေဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေတပ်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနေဝင်များနဲ့အညီဖြစ်ပေါ်စေရင်အသေးစိတ်အချက်လက်များသိရှိရန်လိုအပ်ပါသဖြင့်တပ်ဆိုင်ရာဝန်ကြီးဌာနများကပြန်လည်စစ်ဆေးလျက်ရှိပြီးစစ်စစ်တွေ့ရှိချက်များအပေါ်ကော်မရှင်ကတုံ့သက်ဆောင်ရွက်ရမှာဆောင်ရွက်ရမှာဖြစ်ပါတယ်ဗောဗျာတို့ဒီဟာနဲ့ပတ်သက်ပြီးတော့ဝန်ကြီးဌာနအဖွဲ့ပေါင်းစုံကနေပြီးတော့ဒါစစ်ဆေးလျက်ရှိရပေါ့ အဲ့စစ်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 ချက်တွေပေါ်မှာတနည်းအားဖြင့်အဲ့ဒီဝန်ကြီးဌာနတွေအခြားသောဝန်ကြီးဌာနတွေသဘောထားမှတ်ချက်တွေပေါ်မှာကော်မရှင်ကတုံးသက်ပြီးတော့လုံပင်လုံထိုက်တာလုံမယ်ပေါ့ဗျာအဲ့လိုကြီးရှိပါတယ်ဒါတော့ကျွန်တော်တို့အားလုံးလူပြောများနေတယ်ဥကျော်သူရခမမတ်အာနီဆူရာမန်နဲ့ပတ်သက်ပြီးတော့ဒါရုပ်ဝဲကော်မရှင်ရဲ့ရှင်းလင်းချက်ကိုပြန်ပြီးတင်ပြတာဖြစ်ပါတယ်ဒါဒါအဲ့ဒီရဲ့လွှတ်တော်ကိုယ်စားလောင်းလုံးမဲ့သူရဲ့ post တိုင်းပြူပြူလုံးမဲ့သူရဲ့ post ခင်ဗျာကြည့်လိုက်ဒါဘယ်ဘက်ကိုရောက်နေလဲဘယ်ဘက်ကိုရောက်နေလဲဘယ်ဘက်ကိုရောက်နေလဲပေါ့ဗျာဒါတော့ပဲကျွန်တော်တင်ပြချင်ပါတယ်ပြပတ်မိတာကိုနည်းနည်းကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါခင်ဗျာ